ဝမ်းမင်္ဂလာပါ Union News ကနေပြန်နေကြိုဆိုပါရစေ။ဒီနေ့ကတော့အောက်တိုဘာ14ရက်နေ့ဖြစ်ပါတယ်။ကျွန်တော်တို့ဒီနေ့တင်ဆက်ပေးသွားမှာကတော့စစ်ရှုံးပလောင်တွေဒီဘောကနေစုခွာရအောင်မယ်ဆိုတဲ့သတင်းတို့လေးတစ်ပုဒ်ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ဖြစ်ရှုံးနေတဲ့ပလောင်လက်နက်ကင်တပုံ DNA လေးကနောင်ချိုရောကြောင်မဲရောလက်လွတ်ရပြီးတဲ့နောက်အခုဒီဘောကိုလည်းထပ်မံပြီးလက်လွတ်ရတော့မှာဖြစ်ပါတယ်။ကြောင်မဲကိုအခုအောက်တိုဘာ10ရက်နေ့မှာလက်လွတ်ခဲ့ရပြီးတဲ့နောက်ဒီနှစ်ပတ်နီးပါးအတွင်းတမတော်စစ်ကြောင်းတွေကဒီဘောမျိုးရဲ့အနည်းကိုရောက်ရှိနေပြီပဲဖြစ်ပါတယ်။ မနေ့ကအောက်တိုဘာ23ရက်နေ့ညနေပိုင်းမှာပဲတက်မတော်စစ်ကြောင်းတွေကကျင်းတီတရားနဲ့ကျင်းတီပြွာကိုကျော်လွန်ပြီးတော့ပေါ်ကျူအနိဋ္ဌရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ပလောင်လက်နက်ကင်တဲ့ပုံတရားနဲ့အရင်နဲ့အပေါင်းပါတွေကကြောက်မဲနဲ့ဒီဘောကြားကခန်းစစ်တွေအများပြပြင်ဆင်ထားပေမဲ့တက်မတော်စစ်ကြောင်းတွေကလည်းတိုက်ခိုက်ချိန်မိုးနိုင်ခဲ့ပြီးတဲ့နောက်အခုဆိုရင်တော့ဒီဘောမျိုးရဲ့အနိဋ္ဌကိုရောက်ရှိနေပြီလို့ဆိုရမှာဖြစ်ပါတယ်။မနေ့ကအောက်တိုဘာ23ရက်နေ့မှာပလောင်လက်နက်ကင်တဲ့ပုံတရားနဲ့ဒုတိယအကြိမ် မိုင်းခွဲဖြက်စီသွားတဲ့ကျင်းဒီတရာအနီတက်မတော်စစ်ကြောင်းတွေကထပ်မံပြီးတော့တိုက်ခိုက်ပြီးတော့ခြေတက်လာခဲ့တာဖြစ်ပါတယ်။မနာတဲ့ခြေတက်တိုက်ခိုက်ခဲ့တာဖြစ်တဲ့အတွက်တို့ပါ73ရက်နေ့ညနေပိုင်းမှာတက်မတော်စစ်ကြောင်းတွေကသမိုင်းဝင်ဘောဂျူဖျားကြီးအနီကိုရောက်ရှိပြီးတော့ပလောင်လက်နက်ကန်တဲ့ဘောင် DNA နဲ့အပေါင်းပါတွေစုဖွဲ့နေရာတွေကိုမောက်ထုတ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဆက်လက်ပြီးခြေတက်လာတာဖြစ်တဲ့အတွက်ဒီနေ့အောက်တိုဘာ14ရက်နေ့နေ့လယ်ပိုင်းရရှိတဲ့သတင်းအရတော့တမလို့စစ်ကြောင်းတွေကနာကဲနဲ့တွန်ခေါ်ရွာအထိကိုရောက်ရှိလာပြီလို့သိရပါတယ်။ထပ်မံရရှိတဲ့သတင်းတွေအရတော့တမလို့စစ်ကြောင်းတွေကမဟဲရွာအလွန်အထိကိုရောက်ရှိနေပြီလို့လည်းသိရပါတယ်။တချို့သောအဒီမပြုတ်နိုင်တဲ့သတင်းတွေအရတော့တမလို့ရဲ့ကမန်ဒိုစစ်ကြောင်းတွေကဒီဘောမျိုးရဲ့တချို့နေရာတွေကိုဝင်ရောက်ပြီးတော့ပလောင်အကြမ်းဖက်သမားတွေစုဖွဲ့နေရာတွေကိုပြင်းမှတ်ပုံတင်နေတယ်လိုအပ်တဲ့ကင်းထောက်မှုတွေကိုဆောင်ရွက်နေသေးဖြစ်တယ်လို့လည်းသိရပါတယ်။ လက်ရှိအကြံဖက်သမားတွေနဲ့အကြံဖက်အားပေးမီဒီယာတွေရဲ့တင်ဆက်မှုတွေမှာတော့တက်မတော်စစ်ကြောင်းတွေကဒီပေါ်မျိုးအနီသုံးမိုင်ကိုရောက်ရှိနေပြီလို့ဆိုပေမဲ့တကယ်တမ်းကျွန်တော်တို့ရရှိတဲ့သတင်းတွေအရတော့တက်မတော်စစ်ကြောင်းတွေကဒီပေါ်မျိုးမှာကြိုးစားပါ ਈ ဆိုတဲ့ signboard မတိုင်ခင်ဒီပေါ်တိုးကိဒီပေါ်မျိုးအပေါ်မှာရှိနေတဲ့တက်တော်ယုံနဲ့ဆန်ဖဲရွာပြည်ပဝင်ကျင်ကအကြံဖက်သမားတွေရဲ့စုဖွဲ့နေရာတွေအထိကိုရောက်ရှိနေပြီလို့လည်းသိရပါတယ်ဆိုတော့ဒီမနက်ဖြန်သုံးမဟုတ်တဲ့ဘက်ခပဝင်းကျမှာပဲတက်မတော်ကဒီဘောမျိုးကိုအပြေဝတင်းချုပ်လိုက်မယ်လို့ခံမရပါဘူး ဒီလိုမျိုးစစ်ရှုံးမှုတွေနဲ့အလဲလဲအကွက်ကွက်ဖြစ်နေတဲ့ပလောင်လက်နှက်ကန်သဘော DNA တွေကဒီဘောကနေလဲစစ်ရှုံးပြီးဆုတ်ခွာထွက်ပြေးရတော့မှဖြစ်တဲ့အတွက်မြို့ထဲမှာရှိနေတဲ့ဌာနဆိုင်ရာအစအဦးကပရီဘောကတွေနဲ့အပိုးတန်ပစ္စည်းတွေကိုတော့ယူဆောင်သွားပြီးဖြစ်ပါတယ်။ဒါအပြင်ခလာရ23နဲ့ခမာရ903 900တွေကြားမှာခန်းစစ်တွေထပ်မံပြင်ဆင်နေတယ်လို့လည်းသိရသလိုခမာရ903 900လေးနဲ့မူဒီတရာကြားမှာရှိနေတဲ့အင်တီနဲ့ဒီတာတီစတဲ့ ရှမ်းရွာတွေကိုလည်းကျော်လွန်ပြီးတော့ခန်းစစ်တွေပြင်ဆင်နေတယ်လို့သိရပါတယ်။ဒါအပြင်ဒီမိုးရေသဒ္ဓါကိုလည်းပလောင်လန်နဲ့ကအကျန်းဖက်သမားတွေကထပ်မံမိုင်းခွဲဖြက်စီးဖို့ပြင်ဆင်နေတယ်ဆိုတဲ့သတင်းတွေလည်းကြားသိရပါတယ်။ဒါမို့ကမနေ့ကအောက်တိုဘာ23ရက်နေ့ကျင်းဒီပတ်ဝန်းကျင်ကအကျန်းဖက်သမားတွေကိုတိုက်ထုတ်ပြီးတဲ့နောက်ဒီအပလောင်လန်နဲ့ကတဘောတရားနယ်အလေးနဲ့အပေါင်းပါတွေကပေါ်ကျွရွာရဲ့မြောက်ဖက်ချမ်းမှာရှိနေတဲ့ဒီတောင်ကြီးတွေအထိကိုစုပ်ခွာထွက်ပြေးတယ်ဆိုတဲ့သတင်းတွေကြားသိရပါတယ်။စုပ်ခွာထွက်ပြေးတယ်ဆိုတာကလည်း ဒီပေါ်ကျွာရဲ့မြောက်ဖက်တီဘောမြို့ရဲ့မြောက်ဖက်ချမ်းမှာရှိနေတဲ့တောတောင်တွေကနေတဆင်ပလောင်ရွာတွေပလောင်တောလန်းတွေရှိနေတာဖြစ်ပါတယ်ပလောင်ကျမ်းဖက်သမားတွေကတီဘောမြို့ကနေအလဲလဲအခွဲခွဲနဲ့ဖယောဖယဲဆုတ်ခွာသွားတဲ့အချိန်တီဘောမြို့တွေကဦးတည်ပြီးဆုတ်ခွာသွားတဲ့အဖွဲတွေလည်းရှိတယ်လို့နန်းဦးနဲ့ရေကွန်ရဲ့မြောက်ဖက်မှာရှိနေတဲ့ဆန်ဖိတ်ရွာရဲ့မြောက်ဖက်ချမ်းကရွာတွေနောက်ပြီးတော့ကျေးရွာချင်းဆက်လန်းတွေတောလန်းတွေကနေတဆင်ဆုတ်ခွာသွားတယ်ဆိုတဲ့သတင်းတွေလည်းကြားသိရပါတယ်။ဘာကြောင့်လဲဆိုရင်ပလောင်လက်နက်ကိုင်တပုံ DNA လေးကစစ်ရှုံးလုံးမှာဖြစ်တဲ့အတွက် ဘယ်လိုပဲဖြစ်ဖြစ်ထွက်ပြေးရတော့မှာဖြစ်ပါတယ်။ထွက်ပြေးရလမ်းကြောင်းတွေကလည်းဒီမြင့်ငယ်မြည့်ရဲ့တစ်ဖက်ကျန်မိုင်းရဲနန်းလံဘက်မှာလည်းလမ်းကြောင်းပိတ်နေပြီဖြစ်တဲ့အတွက်စုပ်ခွာရလမ်းပြင်မလမ်းကြောင်းကြီးကလည်းတလမ်းပဲရှိပါတော့။ဒီလမ်းကနေလည်းစုပ်ခွာနေကြရတဲ့ဆိုတဲ့တင်းတွေကြားသိရပါတယ်။အကြောင်းမလို့ဓမ္မရောလေးအနေနဲ့ဒီအချမ်းဖက်သမားတွေဆုတ်ခွာရအဓိကပြန်မာလန်းကြီးဖြစ်တဲ့တီဘောနမ်တူတီဘောနမ်ဆန်လန်းကိုစုမထားပြီးတော့အချမ်းဖက်သမားတွေရဲ့သွားရလန်အလောစီလန်းချောင်းကိုလုံမှုရယူတိုက်ခိုက်သွားဖို့လိုအပ်ပါတယ်ဒီလန်းချောင်းတစ်ခုတည်းပေါ်မှာရှိနေတာဖြစ်တဲ့အတွက်ဒီမိုးတေတတားရဲ့အလွန် ပန်းလုံးလမ်းဝဲကနေဆက်သွားမယ်ဆိုရင်နမ်တူကိုလည်းရောက်ရှိမှာဖြစ်တယ်လို့နမ်ဆန်ကိုလည်းရောက်ရှိမှာဖြစ်ပါတယ်။ဒါပေမဲ့ဒီတော်လန်းကနေဆုတ်ခွာသွားမယ်ဆိုလို့ရှိရင်တော့ပြီးခဲ့တဲ့ရက်ကတက်မလို့ကဒီကြောင်းတိုက်ခိုက်မှုပြုလုပ်ထားတဲ့ပုံမှုရွာရဲ့မြောက်ဖက်ကနေတဆင့်ဒီပလောင်တွေရဲ့အဓိကနေရာနမ်ဆန်ကိုသွားရောက်နိုင်မှာပဲဖြစ်ပါတယ်။ဒီတော်လန်းတွေကနေလည်းပလောင်လက်နက်ကန်တဲ့ဘော DNA တွေနဲ့အပေါင်းပါတွေကဒီပြီးခဲ့တဲ့နှစ်နေငယ်ကလေးကသွားလာမှုတွေရှိခဲ့ပါတယ်။ကျေးရွာချင်းဆက်လန်းတွေတစ်ခုတ်ဝါခုတ်နဲ့အုံပြုတ်နေတဲ့လန်းတွေဖြစ်ပါတယ်။ မနေ့ကတမရော်ကလေရောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့နန်ဆန်ရဲ့အနောက်တောင်ဘက်မှာရှိနေတဲ့ကရားကြီးရွာနဲ့ဒီအမှုတီဘောရဲ့မြောက်ဖက်ခြံအုံမွန်ရွာရဲ့ကြားမှာကျေးရွာချင်းဆက်လမ်းတွေကနေလည်းပလောင်လက်နက်ကန်တဘတီအန်အလေးနဲ့အပေါင်းပါတွေကအသုံးပြုနေတာကိုလည်းကျွန်တော်တို့မြင်တွေ့ရပါတယ်။ဆိုတော့ဒီသတင်းတစ်ခုကိုပြန်ချုပ်ရရင်တော့ပလောင်လက်နက်ကန်တဘတီအန်အလေးတွေကြောင်မဲကနေဆစ်ရှုံသွားပြီဖြစ်တဲ့မကြခင်စုတ်ခွာသွားတော့မှာဖြစ်ပါတယ်။ တမရစစ်ကြောင်းတွေကစိတ်ဝင်ရောက်ရှိပြီးတော့အကြမ်းဖက်သမားတွေစုဖွဲ့နေရတွေကိုလည်းတိုက်ခိုက်ဖို့အတွက်မြေပုံညှိုးနေတဲ့ပြစ်မှတ်တွေကိုလည်းရှာဖွေပြီးပြီလို့လည်းခံမှန်းရပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်တမရကတော့ဒီဘောကိုထိန်းချုပ်တော့မှဖြစ်တဲ့အတွက်မနက်ပြန် အောက်တိုဘာ15ရက်နေ့ NCA စနစ်ပြည့်အခမ်းအနားကြားရောက်တဲ့အချိန်နိုင်ငံတော်ဘက်ကနေဒီ NCA လက်မှတ်ရေးထိုးထားခြင်းမရှိတဲ့တိုင်းဒေသလက်နက်ကအမေရိကန်အကြမ်းဖက်သမားတွေကိုလည်းဖိတ်ခေါ်ထားပေမဲ့ပလောင်အကြမ်းဖက်တွေကတော့စကားတွေကြွန်ထားပြီးဖြစ်တဲ့ နှုတ်တွေကျွန်ထားပြီးဖြစ်တဲ့အတွက်နေပြည်တော်ရဲ့အရေးကိုတော့မှရောင်လို့တော့နှက်ကြည့်ရတော့မှမဟုတ်ဘူးဖြစ်ပါတယ်။ဆိုတော့ဒီအချိန်တွေမျိုးမှာပလောင်လက်နက်ကင်တဲ့ပုံ DNL အနေနဲ့တက်မလို့နဲ့ရင်ဆိုင်ပြီးတော့ထိတ်တက်ရင်ဆိုင်တိုက်ခိုက်မလားစစ်ရှုံးပြီးတော့လက်နက်ချအလင်းဝင်စောက်ခွာထွက်ပြေးမလားဆိုတဲ့လက်နက်လမ်းကိုသာရွေးချယ်စရာရှိပါတော့တယ်။ဒါအပြင်အခုဒီအောက်တိုဘာလထဲမှာလည်းပလောင်လက်နက်ကင်တဲ့ပုံ DNL နဲ့တက်မလို့ရဲ့ကိုယ်စားလှယ်တွေထပ်မံတွဲဆော်မှုလည်းရှိသေးတာဖြစ်တဲ့အတွက်အခုတီဘောကိုလက်လော်ရပြီးရင်တော့နောက်ထပ်နမ်ဆန်နမ်တုံနဲ့မန်တုံကိုတက်မလို့ကဆက်လက်တိုက်ခိုက်သွားမလား ဒါမှမဟုတ်ကိုမင်းစွန်နီဝဲမတိုင်ခင်မိုးခုတ်မြို့ကိုဝိုင်းဝင်းပိတ်ဆို့တိုက်ခိုက်သွားမလားဆိုတော့လည်းကျွန်တော်တို့ထပ်မံပြီးတော့စောင့်ကြည့်သွားရအောင်ပါပဲဖြစ်ပါတယ်။အခုလက်ရှိအခင်းရင်းမှာတော့ပလောင်လက်နက်ကင်သဘောင် DNA အနေနဲ့မြောက်မီခဲကင်ထားရတဲ့အခြေအနေမျိုးရောက်ရှိနေပါတယ်။တမောဘက်ကပြီးခဲ့တဲ့ရက်ကလည်းရောင်းတိုက်ခိုက်မှုတွေအတွင်းမှာလည်းပလောင်အကြီးပိုင်းပလောင်ခေါင်းဆောင်တော်တော်များများရဲ့ထိခိုက်မှုတွေနဲ့မိသားစုတွေရဲ့အကျိုးစီးပွားတွေထိခိုက်မှုတွေလည်းကြုံတွေ့ခဲ့ရတယ်လို့သိရတယ်။ဒါအပြင် မလောင်လက်နက်ကိုင်တပုံ DNL ရဲ့ခေါင်းဆောင်တယောက်ဖြစ်တဲ့တာပုံးကျော်ရဲ့စေယုံတဲ့ကုသမှုဆိုတဲ့သတင်းကလည်းမိုင်းလာစေယုံမှာတယောက်ကုသနေတယ်ဆိုတာကိုဆက်လက်စုံစမ်းနေစေဖြစ်ပြီးတော့တခြားမလောင်အကျန်းပတ်ဘသူတွေပါရှိနေတယ်လဲဆိုတာကိုလည်းစုံစမ်းနေစေဖြစ်ပါတယ်ဆိုတော့မလောင်နေရဲ့အခင်းချင်းကအောက်ခြေမှာအုံချခံနေရတဲ့အပွဲတွေကလည်းအလဲလဲအပွဲပွဲနဲ့နေ့စဉ်ထိခတ်တိုက်စုံမှုတွေကြုံတွေ့နေရတယ်တမ်းတော်ရဲ့တမ်းမြန်ထိုးစစ်အောက်မှာ နေ့စဉ်ထိခိုက်သေဆုံးနေရတာရှိတယ်လို့ပလောင်အကြီးပိုင်းတွေအနေနဲ့လည်းတမောရဲ့နိုင်ငံရေးဖိအားစစ်ရေးဖိအားနဲ့ငញ្ញရေးဆွေးနွေးပွဲမှာဘယ်လိုမျိုးအသက်ရှူချောင်မှုအတွက်ဘယ်လိုမျိုးတမောနဲ့တွဲဆုံဆွေးနွေးမှုတွေပြုလုပ်ရမလဲဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးအကြီးပိုင်းတွေထဲမှာလည်းသဘောထားကွဲလွဲမှုတွေကြောင့်တွေ့နေရတယ်လို့သိရပါတယ်။တချို့သောသတင်းတွေအရတော့ပလောင်အကြီးပိုင်းတွေကတမောစီမှာလက်နက်ချကျင်တာတွေရှိတယ်။တချို့နိုင်ငံရေးစစ်ရေးစစ်သွေးကြွတွေကတော့ဆက်လက်ပြီးတော့တမောကိုဆက်လက်တိုက်ခိုက်သွားဖို့စီစဉ်နေရတယ်လည်းရှိတယ်လို့သိရပါတယ်။အခုလက်ရှိ PSL PNL ရဲ့အကြီးပိုင်းဖြစ်တဲ့ မိုင်းကျောက်ကြားတို့ကတော့1960အလွန်ကစိတ်ကူးယဉ်မှုတွေအတိုင်းပဲပလောင်လက်နက်ကိုင်းတပုံ DNA တွေကိုမိုင်းကျောက်ကြားတို့တရေတည်ခဲ့တဲ့အချိန်က1962 63ကာလဖြစ်ပြီးပြည်လက်နက်ကိုင်းတပုံ KNU ထင်းချုပ်ထားတဲ့မာနေဘလော့ဒေတာမှာသွားပြီးတော့ဝင်ရောက်ခိုလုံနေခဲ့ရတာဖြစ်ပါတယ်1962ခုနှစ်ဝင်းညင်ကနေ2009ခုနှစ်ကာလအထိနှစ်ပေါင်းများစွာကရင်လက်နက်ကိုင်တပ်ပေါင်း KNU ရဲ့ခိုင်းဘက်အနေနဲ့မာနေဘလော့ဒေတာမှာထင်းခုတ်ဝါခုတ်နဲ့ခိုင်းသမျှလုပ်နေရတဲ့အဆင့်ကနေမှာ အခု TNL ကိုမွေးထုတ်ပေးခဲ့တာဖြစ်တဲ့အတွက်လက်နက်ကင်ဆွဲရတဲ့အရာသာနဲ့ပလောင်လက်နက်ကင်တဘော TNL အဖြစ်မွေးထုတ်ပေးဖို့အများကြီးကြိုးစားခဲ့ရတာဖြစ်တဲ့အတွက်လက်နက်စွန့်မှုကလည်းသူတို့အတွက်ကတော့ကြီးကြီးကြီးနဲ့စဉ်းစားနေရတဲ့အခြေအနေမျိုးဖြစ်ပါတယ်။ဒီလိုမျိုးအကြက်တဲတွေနဲ့ရင်ဆိုင်နေရတဲ့ပလောင်လက်နက်ကင်တဘော TNL ကတော့ဘယ်လိုပဲဖြစ်ဖြစ်လက်ရှိလက်ဒဂန်းမှာဒီဘောကိုလက်လွတ်ရတော့မှာဖြစ်ပါတယ်။ဒီဘောကိုလက်လွတ်ပြီးရင်တော့မိုးကုတ်ကထိန်ချုပ်ခံရမယ့်မျိုးဖြစ်မလား။ထိုးစစ်ဆင်ခံရမယ့်မျိုးဖြစ်လာမလား။ဒါမှမဟုတ်ပလောင်လက်နက်ကင်တဘော TNL ရဲ့ဌာနချုပ်ရှိတဲ့ 2008သတ်မှတ်ပေးထားတဲ့ပလောင်ကိုပဲအုပ်ချုပ်ခွင့်ရဒေတာရှိနေတဲ့ Namsan Nam2 ဒေတာတွေကိုပဲတက်မလို့ကဆက်လက်ထိုးစစ်ဆင်မလားဆိုတာကတော့စိတ်ဝင်စားဖို့ကောင်းစွာနဲ့ဆက်ပြီးစောင့်ကြည့်ရအောင်မှာဖြစ်ပါတယ်။ဒါတွေကအခုမနေ့ပြန်မှကျင်းပမဲ့ NCA 10နှစ်ပြည့်အခမ်းအနားနဲ့လည်းအများကြီးသက်ဆိုင်ပါလိမ့်မယ်။ NCA အပေါ်မှာဂလန်ကဆန်ပြုလုပ်ခြင်း NCA နဲ့ပတ်သက်ပြီးတော့မထီမင်းမြင်ပြုလုပ်ခြင်းနဲ့အပါအဝင်နိုင်ငံတော်ဘက်ကသဘောထားကြီးစွာနဲ့ဖိတ်ခေါ်ထားတဲ့ညီညာရေးဆွေးနွေးပွဲတွေကိုထပ်မံပြီးတော့ကြောခိုင်းရင်တော့ ပလောင်လက်နက်ကင်တပုံ DNL ဆိုတာကစတင်ဖွဲ့စည်းခဲ့တဲ့1960အလွန်ကာလတွေအထိကိုရောက်ရှိသွားတော့မှာဖြစ်ပါတယ်1960ကာလ PSL လို့ PSL ကိုမဖွဲ့စည်းခင်အချိန်တွေကလက်ဖက်ကိုရင်းနဲ့တက်ဆက်နေရတဲ့အကြမ်းဖက်အဖွဲ့အစည်းတွေအနေနဲ့ဒီထက်ပိုပြီးတော့မျိုးတုံးပြောက်ကွယ်မဲ့အလားအလာနဲ့ချင်းကပ်နေပြီဖြစ်ပါတယ်ဒါကတော့ဒီပလောင်လက်နက်ကင်သဘော DNL တွေထပ်မံပြီးစစ်ရှုံးပြီးလက်လွတ်ရတော့မဲ့ဒီဘောမျိုးနဲ့ပတ်သက်တဲ့တဲ့ရင်ကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ် ဒါကြောင့်မလို့တမတော်ကတီဘောမျိုးကိုမနှက်ပြန်သို့မဟုတ်တပတ်ခါမှာအပြေဝထိန်းချုပ်မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။တမတော်စစ်ကြောင်းကြီးတွေကလည်းလုံးဝရက်တန့်ရင်နားနေခြင်းမရှိဘဲနဲ့ပလောင်အကြမ်းဖက်တွေနဲ့ဓနုလက်နက်ကင်တပုံ DBL အဖွဲ့တွေကိုတောက်လျှောက်ဆိုသောထက်ချက်မကွာလိုက်လံတိုက်ခိုက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်လာမယ့်အစီအစဉ်တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားအောင်ပါပဲဖြစ်ပါ